လုပ်ငန်းရှင်တဦးကိုတနက်အရှိကိုကြီးကန်ဆောင်ထားတဲ့အမျိုးသားလေးဦးကပြန်မေးဆွဲဖမ်းဆီးပြီးတဲ့နောက်ငွေကျပ်သိန်း8000နဲ့ပြန်ရွေးဖို့ချိတ်ဆက်တောင်းခံနေစမှာပဲလုံခြုံရေးအဖွဲ့ဝင်တွေကအရှင်းစကားဆက်ဆံပြစ်ခတ်ကဲထုံနိုင်ခဲ့တဲ့ဖြစ်စဉ်တွေရဲ့မန္တလေးတိုင်းတွင်မှာဖြစ်ပွားခဲ့ပါတယ်။ဒီသတင်းကြောင်ရလေးကိုမတင်ဆက်ခင်မှာနေစီသစ်မီဒီယာကို subscribe နဲ့ like လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ အသားကြောင့်လုပ်ငန်းလုပ်ကိုင်တဲ့လုပ်ငန်းရှင်တဦးကိုတနက်အရှိကိုစီကန်ဆောင်ထားတဲ့အမျိုးသားလေးဦးကပြန်ပြီးဆွဲဖန်စီတာယခုရပိုင်းအတွင်းမှာဖြစ်ပွားခဲ့ပါတယ်။ပြန်ပြီးဆွဲမှုဖြစ်စဉ်ဟာယခုနှစ်ဇွန်လ22ရက်ည9:00နာရီအချိန်လောက်မှာမန္တလေးတိုင်းအမရပူရမြို့နယ်နေရီကန်ကျေးရွာအုပ်စုညောင်မင်းဆောက်ကျေးရွာမှာရှိတဲ့ AK Star အသားကြောင့်လုပ်ငန်းမှာဖြစ်ပွားခဲ့တာပါ။ AK Star အသားကြောင့်လုပ်ငန်းပိုင်ရှင်ဦးကျော်တန်းရဲ့တာဖြစ်သူ ချမ်းမြသာစီမြို့နယ်မှာနေထိုင်သူကိုဟန်သူဟိန်ဟာ AK Star အသားကြောင့်လုပ်ငန်းရုံမှာရှိနေစဉ်ပျောက်ကြားအင်ဂျင်ဝစ်ဆင်ထားတဲ့အမည်မသိအမျိုးသားလေးဦးဟာတနက်ရှည်ကိုစီကန်ဆောင်ကအဝွေရင်တစီနဲ့အလောက်ရောင်ရှည်ကိုရောက်ရှိလာခဲ့တယ်လို့ရဲတပ်ဖွဲ့နဲ့နှိစက်တဲ့သူတွေရဲ့ပြောဆိုချက်တွေရသိရပါတယ်။အဲဒီနောက်မှာတော့အမျိုးသားသုံးဦးဟာအလောက်ရောင်အတွင်ဝင်ရောက်လာခဲ့ပြီးကျန်တဦးဟာအဝွေရင်အနီးမှာပဲအသင်းဆောင်နေတဲ့အနေထိုင်နဲ့ရက်ဆောင်နေတာလို့သိရပါတယ်။ အေကစ္စတာအသားကြောင့်အလုံယုံအတွင်ကိုဝင်ရောက်လာတဲ့အမျိုးသားသုံးကဟာဂျီကျော်တန်းရှိလားဗမာလဲဟာဂျီကျော်တန်းဘာလုပ်နေတာလဲသိလားလို့မေးမြန်းပြီးတဲ့နောက်ဟာဂျီကျော်တန်းမရှိရင်ကားထုတ်ပြီးမင်းလိုက်ခဲလို့ပြောဆိုနေချိန်မှာပဲအသက်55နှစ်အရွယ်ရှိတဲ့ဦးကျော်တန်းဟာကားနဲ့အလုံယုံအပေါဝါကိုရောက်ရှိလာခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်မှာတော့ပြန်ပေးသမားအမျိုးသားတွေဟာဦးကျော်တန်းကို တွေ့မြင်ဖမ်းဆီးပြီးတဲ့နောက်ဦးကျော်တန်းကိုငွေကျပ်သိန်း8000နဲ့ လာရောက်ပြန်ရွေးဖို့ပြောဆိုကာကားနဲ့မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။ပြန်ပြေးသမားတွေနဲ့အတူလိုက်ပါလာတဲ့ဩဝေရင်ဟာလည်းအဲ့ဒီကားနောက်ကလိုက်ပါသွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုပြန်ပြေးဆွဲဖန်စီမှုဖြစ်ပွားပြီးတဲ့နောက်ဂျွန်လ22ရက်နေ့ရှစ်နာရီအချိန်လောက်မှာတော့အသားကြောင့်လုပ်ငန်းပိုင်ရှင်ဦးကျော်တန်းတဲ့ကားကိုငွေကျပ်သိန်း8000နဲ့လာရွေးဖို့ဦးကျော်တန်းရဲ့ဇနီးဖြစ်သူထံကိုပြန်ပေးသမားတွေက ဖုန်ဆက်အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။ ဦးကျော်တန်းရဲ့ဇနီးဖြစ်သူကလည်းပေးမယ်လို့ပြောဆိုပြီးတဲ့နောက်ရဲတပ်ဖွဲ့ဝင်တွေထံဆက်သွဲအကြောင်းကြားခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ပြန်ပေးသမားတွေကိုငွေပေးမဲ့အချိန်နဲ့နေရာကိုဇနီးဖြစ်သူဟာရဲတပ်ဖွဲ့ဝင်တွေနဲ့အတူတွားရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဦးကျော်တန်းရဲ့ဇနီးဖြစ်သူနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာပြန်ပေးသမားတွေချင်းဆိုထားတဲ့စင်ကိုင်းမြို့နယ်တရဲဆွဲကြည်ရွာနီးမှာရှိတဲ့မမခောက်ဆွဲစယုံရှိကိုရောက်ရှိလာတဲ့အချိန်မှာတော့ ူးချော်တဲ့မောင်နှင်းတဲ့ကားကိုစတင် တွေ့ရှိခဲ့ရတယ်လို့လုံခြုံရေးအဖွဲ့နဲ့နှိစက်သူတွေက ပြောပါတယ်။အဲဒီလိုစတင်တွေ့ရှိတဲ့အချိန်မှာတော့ရင်ဘော်ကပြည်မေးသမားတွေဟာတနတ်တွေနဲ့စတင်ပြစ်ခတ်တာတွေကိုဥစွာလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပြုမှုလာတဲ့အပေါ်လုံခြုံရေးအဖွဲ့ဝင်တွေကလည်းပြန်လည်ပြစ်ခတ်တာတွေပြုလုပ်ပြီးပြည်မေးသမားတို့စတင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြန်ပေးသမားတို့ဟာစင်ကိုင်းမျိုးရွာထောင်ရွက်ကွက်မှာနေထိုင်တဲ့ အောင်မျိုးရေး36နဲ့အကျော်ဆရာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီလိုပြစ်ခတ်တာတွေဖြစ်ပွားနေချိန်မှာပဲပြန်ပေးသမားနှစ်ဦးဟာ ကိုလူယုံထွက်ပြေးသွားတဲ့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလိုက်လံရှင်းလျာနောက်ထပ်ပြန်ပေးသမားတဦးကိုတနက်တန်ရာတွင်နဲ့ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ပြောပါဗျ။လုံခြုံရေးအဖွဲ့ဝင်တွေဟာပြန်ပေးသမားတွေကိုပြစ်ခတ်ရှင်းလင်းနေချိန်မှာပဲအေဂစ်စတာအသားကြောင့်လုပ်ငန်းပိုင်ရှင်ဖြစ်တဲ့ဦးကျော်တန်းကိုလည်း အနေရကင်းရှင်းစွာနဲ့ကဲထုံနိုင်ခဲ့တယ်လို့သိရပါတယ်။အခုချိန်မှာတော့လုံခြုံရေးအဖွဲ့ဝင်တွေဟာဖန်စီရမိထားတဲ့ပြည်မေးသမားနှစ်ဦးကိုစစ်ဆေးအရေးယူတာတွေကိုဆောင်ရွက်ဖို့အတွက်ဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။၂021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကနေစတင်ပြီးမန္တလေးတိုင်းအတွင်းမှာဓမြတိုက်တာ ပြည်မေးဆွဲတာလူရတာစတဲ့ဖြစ်စဉ်တွေဟာပုံမှန်ဖြစ်ပေါ်လာနေတဲ့အတွက်ပြည်သူလူထုအနေနဲ့ကြိုးပြုနေထိုင်ကြဖို့